မေဒူဇာလို့ပြောလိုက်တာနဲ့ရေရဲတောက်နေတဲ့မျက်လုံးတစ်စုံနဲ့စပင်အစားလှုပ်ရှားနေတဲ့အမွေတွေနဲ့မင်းကလေးတို့ပြင်းပြင်းမိကြပါပါ။အဲ့ဒါအပြင်သူ့မျက်လုံးစိုက်ကြည့်မိတဲ့သူတိုင်းကလည်းကြောက်ရွံ့ဖြစ်ပြောင်းလဲသွားတဲ့အတွက်ကြောင့်မို့လို့သူမဟာအယံဝအစွမ်းထက်တဲ့အမွေမိတ်ဆာဆိုတာညင်းလို့မရပါဘူး။ဒါပေမဲ့သူမကအခုလိုမျိုးကြောက်စရာကောင်းတဲ့အမွေမိတ်ဆာမအတွင်နဲ့မွေးဖွားလာတာမဟုတ်ပါဘူးနော်။ မေဒူဇာကတချိန်ကအရန်ကိုလှပခဲ့ပြီးတော့ရှင်ယောက်ဆန်လေးရှိတဲ့အတွက်ကြောင့်မို့လို့သူမကိုမြင်သမျှယောက်ျားတိုင်းအသေးခိုက်လိုက်ရတဲ့အထိလှပတဲ့မိမေပြိုလေးတို့အိုးပဲဖြစ်ပါရဲ့အဲ့ဒီလိုမျိုးအရန်လှပတဲ့လူသားမင်းကလေးတို့ကဘာလို့များကြောက်စရာကောင်းတဲ့အမွေမိစာအသင်ပြောင်းသွားရတယ်လဲဆိုတာကိုဒီမျိုးလေးတွေမှာပြပြပေးသွားမှာပဲဖြစ်ပါရဲ့ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ဖိနာနူဒီပဲလို့လည်းနှိပ်ခဲ့ပေးပါအောင်နော် ဒူဇာကို4စီလို့ခေါ်တဲ့ပင်ရဲ့နတ်ဖျားတစ်ပါးနဲ့စီတိုးလို့ခေါ်တဲ့စီမွန်စတာတစ်ကောင်ကနေပြီးတော့မွေးဖွားခဲ့တာပါမေဒူဇာရဲ့အမား၂ယောက်နဲ့သူမရဲ့မိဘ၂ဦးစလုံးကမတိမျိုးလို့ခေါ်တဲ့အင်မော်ဒယ်တွေဖြစ်ကြပြီးတော့မေဒူဇာလေးကတော့အတေမျိုးဖြစ်နေတာကြောင့်ငယ်စဉ်ကလေးကလူသားတွေကြမှာပဲနေထိုင်ခဲ့ရပါတယ်ချူချူတဲတဲနဲ့နေခဲ့ရပေမဲ့အပြိုပေါ်ဝင်လာတဲ့အရွယ်မှာတော့မေဒူဇာလေးဟာအရန်ကိုလှပတဲ့မိမဲ့ပြိုလေးဖြစ်လာခဲ့ပါရဲ့ ပင်လယ်ပြင်လိုပြလဲနေတဲ့မျက်လုံးအစုံနဲ့ရွှေအိုယောင်တန်းနေတဲ့သပင်ရှိတွေကအယမ်းလှပလွန်လာကြောက်အိုလံပီးယားနဖီယားမတွေတောင်းမှပဲမနာလိုဖြစ်နေခဲ့ကြပါရဲ့နဖီယားတွေရဲ့မကြည်ပြူမှုကိုခံရတဲ့လူကဘယ်လောက်တောင်အန္တရာယ်များသလဲဆိုတာကိုဂရိတနာရီနဲ့ရှင်းနေတဲ့လူတိုင်းသိကြမှာပါအခုလည်းမီဒူဇာကအယမ်းလှနေတာကြောက်နဖီယားမတွေရဲ့မနာလိုမုန်းတင်းမှုကိုခံနေရပါတယ်အရသာတဲ့မေဒူဇာကိုယောက်ျားတိုင်းကအနုနီးနဲ့ရောအကျဉ်းနီးနဲ့ရောပိုင်ဆိုင်မှုစူးစမ်းတာကြောင့် မေဒူဇာလေးဟာလုံခြုံမှုမရှိဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်တနင်္လာတော့မေဒူဇာဟာယံမျောမြေနဖျားမအတီနာရဲ့ဖျားချောင်းသွားခဲ့ပြီးတော့သူမကိုစောက်ရှာပေးဖို့အတွက်ဆူတောင်းခဲ့ပါတယ်။အတီနာဟာနဖျားရဲ့အများကြီးထဲမှာမှ သူမကိုအားကိုးပြီးတော့လာဆူတောင်းတာကိုသဘောကျပေမဲ့မေဒူဇာကိုမနာလိုတဲ့နဖျားမတွေထဲကတဘာဖြစ်တာကြောင့်တစ်သက်လုံးအပြုစင်အဖြစ်နဲ့နေပါမယ်လို့သစ္စာဆိုရမယ်။သစ္စာမပြည့်သေးရင်အမင်းကိုဘယ်ရောက်ကြမှအန္တရာယ်မပေးနိုင်စေရဘူး။ ။တစ္ဆာပြက်ပါကကျင်းစာတင့်မယ်လို့မဒူဇာကိုပြောခဲ့ပါတယ်။မဒူဇာကလည်းသဘောတူခဲ့တာကြောင့်အသီနာရဲ့ဖေဟာကြောင့်မှနေထိုင်ခွင့်ရခဲ့ပါတယ်။အသီနာရဲ့ဆောက်ရှောက်မှုကြောင့်ပဲသူမရဲ့အနာကိုယောက်ျားတွေလည်းကတ်လို့မရခဲ့ပါဘူး။ဒါပေမဲ့တနေ့မှာတော့မဒူဇာဟာပင်လယ်ကမ်းစံနာမှာရှိနေတော့ပင်လယ်နဗျာပူဆိုင်တို့ဟာမဒူဇာရဲ့အလှကိုမြင်မြင်ချင်းဆွလန်သွားပြီးတော့ချစ်ရည်ဆိုပါတော့တယ်။မေဒူဇာကလည်းအသီနာနဗျာမစီမှာတစ္ဆာဆိုတာကြောင့်ပြောပြပါဗါရဲအဲ့ဒီအခါပူဆိုင်တို့ကလည်း အနုနီးနဲ့မရတော့အကျန်းနီးနဲ့ချိုးပန်းတာကြောင့်မေဒူဇာဟာအသီနာရဲ့ဖေဟာကြောင့်လည်းဝင်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့လည်းအသီနာရဲ့အကာအကွယ်တွေဟာလက်ဖေဟာတစ်ပါးဖြစ်တဲ့ပိုဆိုင်တို့ရဲ့အပေါ်ကိုတော့ဘာတက်ရောက်မှုမှ မရှိခဲ့ပါဘူး။အဲ့ဒီလိုနဲ့ပဲမေဒူဇာလေးဟာပိုဆိုင်တို့ရဲ့အထိပါဆော်ကားမှု ခံရပြီးတော့အပြိုစင်ဘဝပြတ်သွားခဲ့ရပါတယ်။သူ့ရဲ့ဖခင်ကြောင့်တည်းမှာပဲသူ့ရဲ့သစ္စာကိုဖောက်ပြတ်တာကိုအတိနာတိသွားတဲ့အခါမှာတော့အယံကိုဒေါသထွက်သွားခဲ့ပါတယ်။ တရားခံဖြစ်တဲ့ပူဆိုင်တို့ကနှစ်ပြားဖြစ်နေတာကြောင့်အေးမယုံနိုင်တော့တိတဲ့အတွက်အတ္တိနာဟာသူ့ရဲ့ဒေါသတွေကိုမေဒူဇာအပေါ်ပုံချပြီးတော့ကျင်းစာတိုက်ခဲ့ပါတယ်။အတ္တိနာရဲ့ကျင်းစာကြောင့်မေဒူဇာရဲ့လှပတဲ့ဆန်လေတွေဟာမွေးတွေအဖြစ်ပြောင်းသွားခဲ့ပြီးတော့တစ်ချိန်ကလူတိုင်းငေးမောခဲ့ရတဲ့အပြာရောင်မျက်လုံးတွေကလည်းကြည်မိတဲ့သူတိုင်းကိုကြောက်ရွံ့ဖြစ်စေခဲ့ပါတယ်။အဲ့ဒါအပြင်မေဒူဇာရဲ့ခန္ဓာကိုယ်အောက်ပိုင်းဟာလည်းမွေးတကောင်လိုပြောင်းလဲသွားပြီးတော့သူမဟာလူစင်စစ်ကနေခေါကုန်းတကောင်အဖြစ်ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ကိုကုံဆိုတာကလူတစ်ပိုင်းမူတစ်ပိုင်းတတဝါတွေကိုခေါ်တာပါမေဒူဇာဟာပင်လယ်ရေပြင်မှာသူမကိုသူမချင်းမြင်ရင်းနဲ့အရန်ကိုစိတ်ထိခိုက်သွားတာကြောင့်ဝေးကလေးကကိုကုံနဲ့အဖြစ်မွေးဖွားလာခဲ့တဲ့သူ့အမရိနေထိုင်တဲ့ကျွန်းစီကိုသွားခဲ့ပြီးတော့လူတွေရဲ့နေရွက်ကိုလုံးဝပြင်မလာခဲ့တော့ပါဘူးကိုကုံတွေကပုံတရံအားဖြင့်တူကြတယ်ဆိုပေမဲ့လူတွေကိုကြောက်ရွံ့ဖြစ်စေတဲ့အစွမ်းကတော့လက်ပြားကျိစာကြောင့်ခိုးကုံဖြစ်လာခဲ့တဲ့မေဒူဇာစီမာပဲရှိတာပါ ူလာရဲ့ခေါင်းကကြီးမီးတဲ့လူတိုင်းကိုကြောက်ရွံ့ဖြစ်စေတာကြောင့်အယံကိုအစွမ်းထက်ပြီးအန်တရယ်များတဲ့လက်နက်တစ်ခုလိုလူတွေကယူဆကြပြီးတော့မက်ဒူဇာရဲ့ခေါင်းကိုဖျက်ယူဖို့ကြိုးစားကြတဲ့လူသားတွေဓမီကော့တွေဆိုတာလည်းအများအပြားရှိလာခဲ့ပါတယ်။ဓမီကော့ဆိုတာကတော့နတ်ဘုရားနဲ့လူနဲ့ပေါင်းဆက်ပြီးတော့မွေးလာတဲ့နှစ်သွေးနှောတွေကိုပြောတာပါ။ဒါပေမဲ့လည်းမက်ဒူဇာရဲ့ခေါင်းကိုရှာဖို့ကြိုးစားတဲ့သူတိုင်းကကြောက်ရွံ့ဖြစ်သွားကြပါတယ်။ ဒီလိုနဲ့ပဲတနေ့မှာတော့ကောင်းခင်နတ်ဖရာရဲ့သားဖြစ်သူပါစီရဲ့ဆိုတဲ့ဓမီခေါ်ကအတီနာနတ်ဖရာမရဲ့အကူအညီနဲ့မေဒူဇာရဲ့ခေါင်းကိုဖျက်နိုင်ခဲ့ပါတယ်။မေဒူဇာကတေဆုံးသွားခဲ့ပေမဲ့ခေါင်းဖျက်လိုက်တဲ့အခါမှာထွက်လာတဲ့သွေးတွေကနေတစ်ဆင့်ကလေးနှစ်ယောက်မွေးဖွားခဲ့ပါတယ်။တစ်ယောက်က Chrysol လို့ခေါ်တဲ့ဝက်ပြန်ဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ Pegasus လို့ခေါ်တဲ့မြင်းပြန်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Pegasus ကပါစီရဲ့အစည်းတော်မြင်းဖြစ်လာပြီးတော့ ခရိုင်စောကတော့နတ်ဖျားရီရဲ့နီးပါးလောက်စွမ်းအားရှိတဲ့လက်သွင်းတော်တူဖြစ်လာခဲ့ပါတယ်ရှင်။မလူစာရဲ့အကြောင်းကတော့ဒီလောက်ပါပဲ။နောက်ထပ်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာမို့ channel လေးကိုစောင့်မျှော်ပြီးတရှိပေးကြပါအောင်เนาะ။အားလုံးပဲနေကောင်းကျန်းမာပါစေလို့ဆုတောင်းပေးနေတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်။